မင်္ဂလာပါရှင်ဒီနေ့နိုဝင်ဘာ19ရက်နေ့အတွက် People Spring ရဲ့နေ့လည်ခင်းဒီနောက်ဆုံးရထားတဲ့ပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကိုပြောပြပေးပါမယ်ရှင်အရင်ဆုံးနိုင်ငံတကာသတင်းတွေကိုနားဆင်ရမှာပါဂျပန်ဝန်ကြီးချုပ်ရဲ့မှတ်ချက်စကားကိုကြည်ယုံတဲ့စစ်ဘလူးနေ့ရက်တွေစီပြန်ဦးတည်ဖို့ဂျပန်ကတာဆူနေမန်းမြင်သာစီကြောင်းတရုတ်အစိုးရသတင်းစာကဝေဖန်ထိုးနှက်လိုက်ပါတယ်ဂျပန်ဝန်ကြီးချုပ်ဆာနာအဲတာကာအီချီရဲ့လာဆန်းပိုင်းတုန်းကမှတ်ချက်စကားတစ်ခုကိုအကြောင်းပြုပြီးတရုတ်နဲ့ဂျပန်ဆက်ဆံရေးတင်းမာနေတာပါ ဒီချိန်မှာရှင်ဟွာသတင်းဌာနရဲ့စောင်းပါကစစ်ဘလူးဆိုတဲ့အသုံးအနှုန်းကိုပြန်လည်တူးဆခဲ့တာဖြစ်ပါတယ်။စစ်ဘလူးဆိုတာကဒုတိယကမ္ဘာစစ်တုန်းကအရန်ရက်ဆက်ကြမ်းကြုတ်ခဲ့တဲ့ဖက်စစ်ဂျပန်စစ်တပ်ကိုရည်ညွှန်းလေးရှိတဲ့စကားစုပါ။တာကာအီချီကတကယ်လို့ထိုင်ဝမ်ကျွန်းကိုတရုတ်ကသာစစ်ရေးအရာကျူးကျော်တိုက်ခိုက်ခဲ့မယ်ဆိုရင်ဂျပန်အနေနဲ့လည်းမဟာမိတ်ထိုင်ဝမ်ကိုကူညီဖို့ကြီးစောင်းတပ်ကိုဆေးလွှတ်ရမယ်ဆိုတာမျိုးမှတ်ချက်ပေးခဲ့တဲ့အပေါ်တရုတ်ကပောက်ကွဲနေတာဖြစ်ပါတယ်။အဲ့ဒီစကားကိုအကြောင်းပြုပြီး တရုတ်ဂျပန်ဆက်ဆံရေးကလက်ရှိနှစ်ပိုင်းတွေအတွင်းအနေအဆုံအဆင့်ကိုထိုးကြနေပါတယ်။ထိုင်ဝမ်ကိစ္စမှာစစ်ရေးအရာဆွတ်ဖက်ပါဝင်မယ်ဆိုတာမျိုးဂျပန်ဝန်ကြီးချုပ်ရဲ့ရန်စတဲ့စကားဟာစစ်ဘလူဝါဒဇွဲတွေပြန်နိုးထလာနိုင်ခြင်းအတွက်ထင်ရှားမြင်သာတဲ့အချက်ပေးမှုဖြစ်တယ်လို့ရှင်းဟွာကရေးသားထားပါတယ်။နောက်ပြီးဂျပန်အစိုးရအနေနဲ့စစ်ဝါဒနဲ့ပတ်သက်တဲ့စိတ်ကူးယဉ်မှုတွေမလုံတဲ့ကြောင်းအဲ့ဒီရွေးချယ်မှုကဂျပန်ကိုပဲထိခိုက်နေနိုင်စေမှာဖြစ်ကြောင်းရှင်းဟွာကသတိပေးထားပါတယ်။ လွန်ခဲ့တဲ့နှစ်ပတ်လောက်ကတာကာအီချီရဲ့အငင်းပွားစရာမှတ်ချက်စကားတခွန်းအပေါ်တရုတ်မီဒီယာတွေနဲ့လူမှုကွန်ရက်တွေမှာဆွဆွဲမှုမျိုးစုံနဲ့ထိုးနှံနေပြီးနိုဝင်ဘာ16ရက်နေ့မှာတော့ရှင်းဟွာကအခုလိုစောင်းပါမျိုးဖော်ပြခဲ့တာပါတရုတ်အစိုးရကဂျပန်အနေနဲ့နျူကလ িয়ার စွမ်းအင်သုံးရင်းငုတ်သင်္ဘောတွေပိုက်ဆိုင်နိုင်ရေးစ조사နေတဲ့ကာကွယ်ရေးအစီအမံလိုမျိုးတွေကိုပါတာကာအီချီရဲ့စစ်လိုလားမှုနဲ့ဆက်ဆက်တဲ့အကြံစီတွေဆိုပြီးချိတ်ဆက်ဆွဆွဲနေခဲ့ပါတယ်ပြီးခဲ့တဲ့သတင်းပတ်ကုံမှာ တရုတ်နိုင်ငံသားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရရရှိလင်းကျန်းကလက်တလောဂျပန်ရဲ့စည်ရင်းနဲ့လုံခြုံရေးအရေးတွေအပေါ်တရုတ်ကအထူးတလဲစိုးရိမ်ကြောင်းပြောကြားခဲ့ပါတယ်။ဂျပန်ရဲ့မူဝါဒဟာအနှုတ်လက္ခဏာဆန်တဲ့ဥတီမှုတစ်ခုစီတိတိတသာကူးပြောင်းနေပြီးဒါဟာနိုင်ငံတကာအသိုက်အဝန်းအတွက်အန္တရာယ်ကြီးလွန်းတဲ့သင်္ကေတတရက်လို့သူကဝေဖန်ခဲ့ပါတယ်။တာကာအီချီကတော့သူ့ရဲ့မှတ်ချက်ဟာတရုတ်ကိုရည်ရွယ်ချက်ရှိရှိရန်စခဲ့တယ်ဆိုတာကိုညှင်းပယ်ပြီးမဟာမိတ်တွေထိပါကန်ရရင် ဂျပန်ကလည်းစစ်ရေးအရာအကူအညီပေးရမယ်ဆိုတဲ့လက်ရှိသတ်မှတ်ပြီးသားမူဝါဒနဲ့အညီပဲပြောဆိုခဲ့တာဖြစ်ကြောင်းတုံ့ပြန်ထားပါတယ်ရှင်။ကိုကင်းမူရစေဝါသုံးဆွဲနေတယ်ဆိုတဲ့ဆဆွဲချက်တွေကိုဖိလစ်ပိုင်သမ္မတဖာဒီနန်မာကော့စ်ဂျူနီယာကညှင်းဆိုခဲ့ပါတယ်။သူနဲ့ဆက်ဆံရေးမပြေလည်တဲ့အမဖြစ်သူအထက်လွတ်တော်အမတ်အီမီမာကော့စ်ကနိုဝင်ဘာ18ရက်နေ့မှာအဲ့ဒီလိုလူသိရှင်ကြားဆဆွဲခဲ့တာဖြစ်ပါတယ်။အသက်80အရွယ်အီမီကသူ့ထံနှစ်နှစ်ငယ်တဲ့မောင်ဖြစ်သူဟာ အချိန်အကြာကြီးမူရစ်ဆေးဆွဲနေခဲ့သူလို့ပြောပါရယ်မာကော့စ်ကမူရစ်ဆေးဆွဲနေတာကြောင့်သူ့ရဲ့စီမံအုပ်ချုပ်မှုမှာပြဿနာတွေရှိလာစေသလိုအာဂရီကိစ္စတွေပါရောရှက်လာစေတယ်လို့အေမီကဝေဖန်ခဲ့ပါရယ်ဒါပေမဲ့သမရမာကော့စ်ကိုစားသူ့ရဲ့ပြောရေးဆိုခွင့်ရှိသူကအေမီရဲ့ဆွဆွဲချက်တွေကိုပယ်ချသွားပြီးအရင်ကလည်းကြုံဘူးတဲ့တက်သေးမပြနိုင်တဲ့အကြောင်းအရာဟောင်းတွေကိုထပ်တလဲလဲပြန်ပြောနေတာသာဖြစ်တယ်လို့တုံ့ပြန်သွားပါရယ်အစိုးရပြန်ကြားရေးအရာရှိကက်စထရိုက မောင်ဖြစ်သူအပေါ်အင်မီရဲ့အခြေအမြင့်မရှိတဲ့ဆွဆွဲချက်ကလွှတ်တော်ထဲမှာအခြေအနေမကောင်းဘဲဖြစ်နေတဲ့သူ့ရဲ့မဟာမိတ်တွေကိုကာကွယ်ဖို့သွေးယူသွေးတမ်းစူးစမ်းမှုတစ်ခုလည်းဖြစ်ကောင်းဖြစ်နိုင်တယ်လို့တံပြန်ထိုးနှက်ခဲ့ပါတယ်။ဖိလစ်ပိုင်မှာရေကြီးမှုတားဆီးရေး project ရန်ပုံငွေတွေနဲ့ပတ်သက်လို့လူဒုအာယုံစိုက်ခံရတဲ့အာဂတိကိစ္စကြီးတစ်ခုကိုစုံစမ်းစစ်ဆေးတဲ့အခါအင်မီရဲ့မဟာမိတ်တွေအမှုပတ်လာနိုင်တယ်လို့ Castro ကထောက်ပြသွားပါတယ်။တကယ်လို့အထက်လွှတ်တော်အမတ်အင်မီသာအမှန်တကယ်မျိုးချစ်စိတ်သက်ပြေဝသူတူဦးဆိုရင် တမဒအပေါ်မဟုတ်မမှန်ဆွဆွဲနေမဲ့အစားအာဂတိကိစ္စအလုံးတိုက်ဖြတ်ဖို့တမဒမာခိုးစီရဲ့အာထုံနေမှုတွေမှာပူပေါင်းတာမျိုးကပူဖြစ်တဲ့လို့လဲကက်စထရိုကပြောပါတယ်လလော့ဆယ်မှာတော့ရေကြီးမှုတာစီရေ project ရန်ပုံငွေတွေအလွဲသုံးစားလုပ်ခံရခြင်းနဲ့တခြားဆက်ဆက်ကိစ္စတွေကိုစုံစမ်းဖို့ကော်မတီတွေဖွဲ့နေပါတယ်နှစ်စဉ်တိုင်ဖုန်းမုန်တိုင်းတွေတန်းကိုခံရပြီးအကြီးအကျယ်ရေကြီးတာတွေကြုံရတဲ့ဖိလစ်ပိုင်လိုနိုင်ငံမျိုးမှာဒီလိုအာဂတိမှုမျိုးရှိနေတဲ့တဲ့င်းကလူတို့ကိုအရန်အမျက်ထွက်စေခဲ့ပါတယ် အီမီဟာဖိလစ်ပိုင်သမ္မတဟောင်းရိုဒရီဂိုဒူတက်ဒေးရဲ့မဟာမိတ်တူဖြစ်ပြီးသူ့မောင်လက်ရှိသမ္မတနဲ့ပတ်သက်ရင်အရင်ကတည်းကပြင်းထန်တဲ့ဝေဖန်ထိုးနှက်စကားတွေကိုပြောလို့ရှိတာပါဒူတက်ဒေးကိုအပြည်ပြည်ဆိုင်ရာရာဇဝတ်ခွန်ရုံး ICC ကဖိလစ်ပိုင်မှာဖမ်းဆီးခေါ်ဆောင်သွားတဲ့ကိစ္စနဲ့ပတ်သက်ပြီးအီမီနဲ့သူ့ရဲ့မဟာမိတ်တွေကဥပဒေမဲ့ဖမ်းဆီးမှုတစ်ခုလို့ရှုံချခဲ့ပါတယ်နောက်ပြီးဒီကိစ္စရဲ့နောက်ွယ်မှာမာကော့စ်အစိုးရကကြံရပါအဖြစ်လှုပ်ရှားခဲ့ကြောင်းလဲဆွဆွဲထားကြပါတယ်ရှင် ခုဆက်လက်ပြီးတော့ပြည်တွင်းသတင်းတွေကိုနားဆင်ရမှာဖြစ်ပါရရှင်။အာနာသိန်းစကောက်စီတက်ကအင်အားအလုံးရဲ့နဲ့ထုတ်စစ်ဆန်လာလို့စွခွာခဲ့ရတဲ့ဒီတိမ်မြို့နယ်တဲကကနေဒီတောင်တက်စကန်နေရာကိုနိုဝင်ဘာ16ရက်နေ့မှာပြန်လည်ထိန်းချုပ်နိုင်ပြီဖြစ်တယ်လို့ချင်းညောင်အဖွဲ့ဝင် PDF ဇိုလန်ကထုတ်ပြန်ပါတယ်။အော်တိုဘာ29ရက်နေ့မှာထုတ်စစ်ဆန်လာတဲ့စကောက်စီစစ်ကြောင်းတွေကိုဗျူဟာအယခိတရှောင်ပေးခဲ့တာဖြစ်ကြောင်းအသိပေးထားပြီးကနေဒီတောင်ကို PDF ဇိုလန်တပ်ဖွဲ့ဝင်တွေပြန်လည်ထိန်းချုပ်နိုင်တဲ့ရုပ်တံကို ဖော်ပြလာပါတယ်။ကနေဒီတောင်ကိုနိုဝင်ဘာလ16ရက်နေ့မနေ့ကပြန်လည်ထိကျုံနိုင်ခဲ့တာဖြစ်ပြီးခရမ်းတွေလည်းသိမ်းဆီရမိခဲ့တယ်လို့အသိပေးထားပါတယ်။စီအရာအရေးပါတဲ့နေရာတစ်ခုဖြစ်တဲ့ကနေဒီတောင်ကို PDF ဇွန်လန်းက2023နိုဝင်ဘာမှာ တက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပြီးအခုနှစ်အောက်တိုဘာလကုန်ပိုင်းမှာတော့စစ်ကောင်စီတပ်ရဲ့ထိုးစစ်အောင်မှပြန်ပြီးလက်လွတ်ခဲ့ရတာပါအောက်တိုဘာလကုန်ပိုင်းမှာစစ်ကောင်စီတပ်ကချင်းပြည်နယ်မြောက်ပိုင်းထိုးစစ်ကိုမြေပြင်ဝေဟင်အသုံးပြုပြီးစစ်အင်အားအလုံးရင်းနဲ့ထိုးစစ်ဆင်လာလို့ ချင်းညီနောင်ချင်းပြေကောင်းစီမဟာမိတ်ပူပေါင်းတပ်ဖွဲ့တွေနဲ့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။စကိုင်းတိုင်းကလေးမျိုးဘက်ကနေတီးတဲမျိုးနဲ့တိုင်းငင်းဒေသဘက်ကိုမြေပြင်ကနေစစ်ကြောင်းထိုးလာခဲ့တယ်လို့တီးတဲမျိုးကိုစစ်ကောင်စီကရဟရင်နဲ့26ကြိမ်စစ်အင်အားဖြစ်တင်းခဲ့ပါတယ်။စစ်ကောင်စီတပ်ထိုးစစ်ကိုချင်းတော်လင်ရေးတပ်တွေကအခုခံတိုက်ခိုက်ခဲ့ပေမဲ့နေရာတချို့ကိုလက်လွတ်ဆုံးရှုံးခဲ့ရပြီးကလေးတိုင်းငင်းတီးတဲလန်းကိုစစ်ကောင်စီကပြန်လည်ထိန်းချုပ်နိုင်ခဲ့တာပါ။တစ်ဖက်မှာလည်းစကိုင်းတိုင်းကလေးမျိုးနဲ့ဘက်ကနေဖလန်းမျိုးနဲ့ဝေဘူးလာဘက်ကို စစ်ကောင်စီတပ်ကအင်အားအလုံးရင်းနဲ့ထုစစ်ဆင်ခဲ့ပြီးဝေဘူလာမြို့ကိုပြန်လည်ထိန်းချုပ်နိုင်ခဲ့ပါတယ်။နိုဝင်ဘာလ16ရက်နေ့ကချင်းပြည်ကောင်စီကာကွယ်ရေးဌာနရဲ့သတင်းထုတ်ပြန်ချက်အရဖလန်းနဲ့ဝေဘူလာကြားတီးတိမ်မြို့နဲ့ခိုင်ခမ်းမြို့အကြားကလေးမျိုးနဲ့ဂံကောမျိုးအကြားတိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးအဲ့ဒီတိုက်ပွဲတွေမှာစစ်ကောင်စီတပ်ဘက်ကဗိုလ်မှူးဗိုလ်ကြီးအဆင့်အရာရှိတွေအပေါဝင်စစ်ကောင်စီတပ်ဖွဲ့ဝင်တရာခန့်ကိုချိန်မုံးနိုင်ခဲ့ပြီးလက်နက်ခရမ်းတွေလည်းသိမ်းဆည်းရရှိခဲ့တယ်လို့အသိပေးထားပါတယ်ရှင်။ ရာဖြန့်အရင်နဲ့ပတ်သက်ပြီးမြောက်ရီမြို့မှာနိုဝင်ဘာလ18ရက်နေ့ကစစ်ကောင်စီတပ်နဲ့ကရင်နယ်ကြားစောက်တပ် BGF ခေါင်းဆောင်ပိုင်းတွေတွေ့ဆုံဆွေးနွေးရမှာအဆင်မပြေဖြစ်ခဲ့တယ်လို့ BGF နဲ့နှိစက်တဲ့တရန်ရင်မြကပြောပါတယ်စစ်ကောင်စီတပ်ဘက်ကတောင်ဝရှိသူတွေနဲ့ BGF ခေါင်းဆောင်စောချစ်သူစုံမို့သူတို့မြောက်ရီမြို့မှာတွေ့ဆုံဆွေးနွေးခဲ့ကြတာပါရွှေကုတ်ကိုမြို့သက်ထဲဝင်ရောက်စစ်ဆေးတာနဲ့ပတ်သက်ပြီးမြို့ကိုထိန်းချုပ်ထားတဲ့ BGF ခေါင်းဆောင်စောချစ်သူက မကြေမနက်ဖြစ်နေတယ်လို့ BGF နဲ့နှိဆက်တဲ့သတင်းရင်းမြစ်ကဆိုပါတယ်။အဲ့ဒီနောက်နိုဝင်ဘာလ18ရက်နေ့ကရွှေကုတ်ကိုဆင်းနေမှုမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့အတူ BGF ဘက်ကပြောရေးဆိုခွင့်ရှိသူဗိုလ်မှူးကြီးနိုင်မောင်စောနဲ့စောချစ်သူရဲ့တောင်းငယ်တို့ဥဆောင်ပါဝင်တာတွေ့ရပါတယ်။မနေ့ကဆင်းနေမှုကတော့ရွှေကုတ်ကိုမြို့ထဲကကြားဖြန့်လှုပ်ဆောင်နေကြတဲ့လုပ်ငန်းခွင်တချို့ကိုအယောင်ပြအစစ်ဆေးတာလို့ဝေဖန်ခံနေရပါတယ်။ကြားဖြန့်လုပ်ငန်းတောင်းကွန်ပျူတာတွေဖုန်းတွေနဲ့အတူ တရုတ်နိုင်ငံသားအများစုအပေါင်းဝင်နိုင်ငံသားတွေကိုဖမ်းဆီးရမိတယ်လို့သိရတာပါစစ်ကောင်စီတပ်ရဲ့ဒီနေ့ထုတ်ပြန်ချက်အရရွှေကုတ်ကိုမြို့သက်တဲ့ဝင်ရောက်စစ်ဆင်မှုအတွင်းအွန်လိုင်းလောင်းကစားမှုမှာအသုံးပြုနေတဲ့ဖုန်းအလုံးရေတပေါင်းနေပါဆက်ဆက်ပစ္စည်းတွေနဲ့အတူနိုင်ငံသားသား346ယောက်ကိုဖမ်းမိတယ်လို့ဖော်ပြထားပါတယ်စစ်တပ်နဲ့ BGF တို့ရဲ့ပူးပေါင်းစစ်ဆင်မှုတွေဟာဟန်ပြအလောက်သာဖြစ်ပြီးရွှေကုတ်ကိုမြို့ထဲကတချို့ကြားဖြတ်တရုတ်စိုက်တွေမှာတော့အလုံသမားတွေကိုအပြင်ထွက်ခွင့်မပြုဘူးလို့ သတင်းရင်းမြစ်တို့ကပြောပါတယ်။ BGF ရဲ့ပြောရေးဆိုခွင့်ရှိသူဗိုလ်မှူးကြီးနိုင်မောင်စုံရဲ့ပြောဆိုချက်အရရွှေကုတ်ကိုတဝိုင်းမှာကြောင်ဖြန့်လုတ်သားအင်အား၂၀၀၀ဝန်းကျင်ရှိနေတယ်လို့သိရတာပါ။ကြောင်ဖြန့်ကိုလည်းဒီတစ်ခေါက်မှာအပြတ်ရှင်းမယ်လို့စီးနေမှုမတိုင်ခင်တည်းရမှာဗိုလ်မှူးကြီးနိုင်မောင်စုံကကြွေးကြော်ထားပါတယ်။ဒါပေမဲ့ကရင်နယ်ခြားစောက်တပ် BGF အမှတ်နဲ့စစ်တေတာဌာနချုပ်ဖြစ်တဲ့မြောက်ရီမြို့နယ်မြောက်ဘက်ပိုင်းကတိကတိစံပြကြီးရွာတွေကို BGF ကကြားဖြတ်လုပ်နေတဲ့ KK Pop ကတရုတ်တသေးတွေကိုခေါ်ဆောင်ထားတယ်လို့ကရင်တရမ်းရဲမြတ်ကပြောပါတယ်။ BGF အမှတ်နဲ့စစ်တေတာမှုဘုံမှုချုပ်စောတင်ဝင်ထိန်းချုပ်တဲ့တိတ်ကတိစံပြကြီးရတယ်မှာအစအော်အစ်စ်အချို့တဝက်တိဆောက်ပြီးစီပြီးဖြစ်ပြီးလိုအပ်တဲ့အဆောက်အအုံရေးပစ္စည်းတွေကိုလည်းရွှေကုတ်ကုံမြို့ကနေတက်နယ်နဲ့တစိမ့်ပါတဲ့ရင်တွေနဲ့တရုတ်ပို့ဆောင်လာတယ်လို့ကရင်တရမ်းရဲမြတ်ကဆက်ပြောပါတယ်။ပြီးခဲ့တဲ့အော်တိုဗာလကုံပိုင်းကစတင်ပြီး BGF ဘုံမှုချုပ်စောတင်ဝင်ထိန်းချုပ်နေမြေတဲကခိခိပပ်ကို စစ်ကောင်စီတပ်ကမိုင်းခွဲဖျက်ဆီးခဲ့ပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာလ9ရက်နေ့ကစစ်ကောင်စီကျင်းပခဲ့တဲ့နှစ်90ပြည့်ကရင်ပြည်နယ်နဲ့ခမ်းနောက်မှာစောချစ်သူစောမိုးတို့တို့တက်ရောက်ခဲ့ပေမဲ့စောတင်ဝင်းကတော့မတက်ရောက်ခဲ့ပါဘူး။စောတင်ဝင်းကိုကြားဖြတ်လုပ်ငန်းတွေနဲ့ဆက်ဆက်တယ်ဆိုပြီး American အစိုးရနိုင်ငံခြားပိုင်ဆိုင်မှုထိန်းချုပ်ရေးဌာန OFAC ကပြီးခဲ့တဲ့စက်တင်ဘာမှာပိတ်ဆို့အရေးယူထားပါတယ်။ကြားဖြတ်နေနေရင်းနဲ့ပတ်သက်ပြီးသဘောထားမှတ်ချက်ရဖို့ BGF ဘုံမှုချုပ်စောတင်ဝင်းနဲ့ ဗိုလ်မှူးကြီးနိုင်မောင်စိုးတို့စီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့အဆက်အသွယ်မရခဲ့ပါဘူး။ပြည်နယ်ခြားစောက်တပ် BGF ကရွှေကုတ်ကမှကြားဖြတ်နှင်းနှင်းဖို့အတွက်ဆိုပြီးဒီနေ့အစပိုင်းကအထူးအဖွဲ့တွေဖွဲ့ထားပေမဲ့ကြားဖြတ်လုပ်ငန်းတွေပပျောက်သွားတာမရှိဘူးလို့ရွှေကုတ်ကဒဏ္ဍာရီမြို့တွေကဆိုပါတယ်။မြောက်ပြည်မြို့တောင်ဘက်က BGF ထင်းချုပ်ထားတဲ့မေထော်ဒလီရွာအနီးကနမဲဆိုးနဲ့ကြော်ကြားတဲ့ခခေပတ်ကြားဖြတ်ဝင်းတွေကိုပြီးခဲ့တဲ့အောက်တိုဘာလကစပြီးစစ်ကောင်စီတပ်ကစီးနေရမှာခခေပတ်တဲကနေတရုတ်အပောင်ဝင်နိုင်ငံသားတွေနဲ့ မြန်မာနိုင်ငံသားတွေထွက်ပြေးခဲ့ကြရပါတယ်ရှင်။ People's Bank ကတင်ဆက်ပေးတဲ့သတင်းတွေကိုကြည့်ရှုတဲ့အတွက်ကျေးဇူးအထူးတင်ပါတယ်ရှင်။